ကုံစီရဲ့တခုတည်းသောအသက်တခင်ဂျေဇုရှင်တိုက်လေရင်တွေဖောက်ခွဲခံလိုက်ရတဲ့တဲ့နဲ့တတ်တွင်ထဲမှာတတော်လေးကိုတစ္ဆာဖောက်မှုတွေကြောင့်ရွေးကောက်ပွဲမှာမအောင်လိုက်လို့ဂျီဂျေကိုဒုက္ခရောက်နေပြီဆိုတဲ့တဲ့တွေကို အရေးပေါ်သင်ဆက်ပေးခြင်းပါတယ်ဒီကနေ့မှာတော့တကယ်ကိုမှတဲ့င်းကောင်းပဲဗျာ နေပြည်တော်မှာစစ်ကောင်စီရဲ့လေးသက်အရာရှိတွေကလေရင်တချို့ကို ဖောက်ခွဲပြီးတော့ထွက်ပြေးတဲ့တရင်တွေတအားရှောက်ဝတ်တက်လာနေပါတယ်เนาะအခု online ပေါ်မှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေဟာဆင်းတော့ဖြစ်နေပြည်တော်မှာရှိတဲ့เนาะတကယ်ကိုမှစစ်ကောင်စီရဲ့အရေးကြီးတဲ့တိုက်လေရင်တွေเนาะအဲ့ဒါတွေကို အဲ့ဒီတစ္ဆာဖောက်တယ်နော်အရာရှိတွေကပဲဖောက်ခွဲလိုက်တယ်ဆိုရိနော်ဒါအကြောင်းအရာကတော့ဒါဓာတ်ပုံတွေနဲ့တကွာတကယ်တကယ်ကိုမှ online ပုံမှာပြန်လာပြီးတော့ပြည်သူတွေကိုလုံးဝအောင်အောင်စေခဲ့တာပါနောက်ထပ်တဲ့တင်းကိုဆက်ရအောင် အဲ့ဒါကတော့အခုတလောမှာဘူးလက်လှဆွေအပါဝင်ပေါ့ဗျာဒါကျွန်တော်တို့တခြားသောကြံခိုင်ရင်းနဲ့ပတ်သက်တဲ့เนาะစစ်ကောင်စီနဲ့ပတ်သက်တဲ့เนาะဒါကျွန်တော်တို့ဝင်ကြီးတွေအရာရှိတွေကဒါစစ်ကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲမှာမေးစင်းတွေကအကုန်လုံးဒါမှားယွင်းနေပြီးတော့အကုန်လုံးကတည်ပြီးသားလူတွေเนาะ2020ရွေးကောက်ပွဲတုန်းကဟာပြန်သုံးနေတာဖြစ်တဲ့အတွက်เนาะကျွန်တော်တို့အဲ့ဒါတွေကမှားယွင်းနေတာဖြစ်တဲ့အတွက်เนาะအကုန်လုံးကထုတ်ပြကြတယ်အဲ့ဒါကိုအခုเนาะဂျန်ဖို့ပါတီရဲ့ကောင်းဆောင်ကြီးဖြစ်တဲ့ဦးခင်ကဘာပြောလဲဆိုရင်မေးစင်းရင် ်နော်မဲဆင်းတွေမှောက်ယွင်းမှုတွေကိုလူမှုကွင်းရဲ့မှာအကျေတော်သင်ပြခြင်းမပြုဘဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ဒါကြီးနိုင်ဖြစ်ရှင်းချဖို့တော့ဒါဒီကနေ့မှာပြောလာတယ်နော်အဲ့လိုလုပ်တာကစစ်ကောင်စီရဲ့တိတ်ခါနဲ့ဒါကြန့်ခိုင်ရေးနော်ကျွန်တော်တို့ဒါပါတီရဲ့တိတ်ခါနော်ရွေးရွေးကောက်ပွဲပုံရိပ်တိတ်ခါပါကြာစင်းနေစေတာဖြစ်တဲ့အတွက်နော်တကယ်ဘုံမှာဘသူပဲဖြစ်ဖြစ်နော်ကျွန်တော်တို့အရာရှိကြီးပဲဖြစ်ဖြစ်ဟိုးအောက်ခြေကပဲဖြစ်ဖြစ်ဒီအရီကိုနော်မှားရင်ချက်တွေကိုတွေးတဲ့အခါမှာအွန်လိုင်းပေါ်မှာပင်ကြီးမလောက်ရပဲနဲ့ ်သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ပဲဆွေးနွေးကြဖို့အမိန့်ချလိုက်တယ်နော်တော်တော်လေးကိုဆိုရပါတော်တော်လေးကိုလေးကြောက်နေပါ เนาะဆိုတော့အခုကအလုံးလေးတိကြရဲ you got way အကုန်အလိမ့်နေကြီးပဲเนาะဒါကျွန်တော်တို့ဒါဘူလက်လှဆွေပြောကြချက်ရဆိုရင်လူအယောက်900မှာ300ကမှားယူနေကြောင်းကြားသည်ရယ်ဆိုတော့ you got way ကဘာမှယုံကြည်လို့မရဘူးဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးဆိုတော့တို့ကတို့အာနာလွှဲမယ်အာနာယူမယ်ဒါပါပဲ you got way မှာဒါဂျန်ပုတ်ပါသေးကိုပေးမယ်ပြီးပြီเนาะဆိုတော့အခုကနောက်ချက်တည်င်းပေါ့ပြောချင်တာကတော့နိုင်ငံတော်ဝန်တိုက်ပွဲများသေဆုံးသွားတဲ့အရာရှိနဲ့စစ်သားများရဲ့ကြံရစ်တဲ့မိသားစုတွေကိုရဲ့ ရန်ကုန်လေးတောက်ကစစ်မှုထမ်းဟောင်းအင်ယာတက်မှာတဲ့အင်ခန်းမဲဖောက်ပြီးမှဖြစ်ပြီးတော့မယောင်းနိုင်ငံကဒီကနေ့မှာပြောလဲဆိုတော့အများစုကိုမိုးဆိုးမတွေကိုကျွန်တော်တို့เนาะကျွန်တော်တို့ဒါပြီးသွားမှဖြစ်ကြောင်းကြေညာချားတယ်ဆိုတော့เนาะဒါမလဲတမတော်မိ အင်းနေနဲ့မုတ်ဆူမာရီဒါမျောလင်းဂျယ်လီဖြစ်လာတာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့မုတ်ဆူမာရီဂျိုင်းတမီသားစုဝင်တဲ့အတွက်เนาะကျွန်တော်တို့ဒါတရင်းကောင်းလေးပြောပြခြင်းပင်ဖြစ်ပါတယ်เนาะဒါပါပဲစကွန်စီကတော့မကြာခင်မှာဂျင်းထည့်မယ်ဂျင်းထည့်ပြီးတော့เนาะရေကောက်ပွဲပြီးတာနဲ့ဆွမှုထမ်းထမ်းမှန်ပြီးတော့အပတ်စဉ်60လောက်အထိကိုခေါ်ယူသွားမှာဖြစ်ကြောင်းလေးကြားသိရပါတယ်ပြည်သူတွေယူဆိုင်ဆင်းကျင်သွားလာကြပါเนาะ